အချိန်တွေမကောင်းလို့ဗီလာကိုအငားပြောင်းနေရပါမယ် United ပြိသက်တွေကိုအချစ်ပိုစီခဲ့တဲ့ Red Force ရဲ့လောက်ရလေတခုပြိသက်များအောင်မဲမိန်လာမြား Red TV information ကနေပြန်လည်ကြိုးလိုက်ပါရင်ငယ်ကားအချစ်အနှစ်တရာဆိုလို့တကယ်အချစ်စစ်အချစ်ဦးလေးတွေကိုတော့ဘယ်သူမှမမေ့နိုင်ကြပါဘူးတကယ်လို့ချစ်ဦးနဲ့လွဲသွားလို့နောက်တစ်ယောက်နဲ့နှစ်ပါးသွားလိုက်ရတယ်ဆိုရင်တော့ငယ်ချစ်ဦးရဲ့သတင်းအဆအနလေးတွေကို Facebook အကောင့်လေးတွေကိုတော့လူတိုင်းခိုးခိုးကြည့်တဲ့ကြတာကသဘာဝပိုက်လေဒီတော့နေဝင်းတချင်းလို့လူတွေက လူလူဆိုလိုဒေါက်တာလေးတယောက်လည်းလူသားပဲမို့လူသားတဘဝကိုမလွန်ဆန်နိုင်ပါဘူးတကယ်တော့ဒေါက်တာလေးအနေနဲ့ United အသင်းနဲ့စစ်တိုက်ခဲ့တာမဟုတ်ပဲချစ်ကြိုက်ခဲ့တာကြောင့် United ဘက်ကညှိုးညင်းရင်အောင် Bradford ဘက်ကအပြစ်မမြင်ရပါဘူးတချို့ကစားသမားတွေအသင်းနဲ့ကတော့ကစားဖြစ်ပြီးတော့လမ်းခွဲရရင် အတင်းရဲ့ငယ်ကျိုးခင်နာတွေကိုဖော်ပြီးတော့နောက်ကွယ်မှာအတင်းတုတ်သွားကြတာတွေလည်းရှိပါတယ်။ Ultra Four ကထွက်သွားပြီးမှ Ultra Four မကောင်းချောင်းကိုလမင်းဆိုင်မှာဖောက်တယ်ချတဲ့အထက် Ronaldo တို့လိုဆရာကြီးတွေပါဝင်သလိုနောက်ဆုံးပါလီယံကပိချက်ဝင်လို့တဲ့ရန်လိုတဲ့ဆန်ချိုလည်းပါဝင်ပါတယ်။ဒါပေမဲ့ဒေါက်တာလေးကတော့ United အတင်းကိုစမ်းချင်းမြင်တမြင်စားတော့အပြစ်မမြင်ရပါဘူး။ဒီနေ့ဒီအချိန်ထိ United မကောင်းချောင်းဘာဆိုဘာမှမပြောဘူးသလို Amorin ဖြစ်ထားရင်ခက်ပြုံးပြုံးပါပဲ။ဒါတော့မှ United အတင်းကထွက်ရတော့မယ်ဆိုပေမဲ့ United ရဲ့ရန်မှန်အတင်းတွေကိုတော့ပြောင်းရွှေ့မကစားဖို့ဆုံးဖြတ်ထားပါသေးတယ်။ ရက်ဖို United အသင်းကနေထွက်ခွာသွားတာဟာ Amorin ရဲ့စကားများကဲလို့ပါဒီကိစ္စမှာဘယ်သူမှန်းနဲ့ဘယ်သူမှားတယ်ဆိုတာတိတိကျကျမသိရပေမဲ့ United ကတော့ပေါ်တူဂီလူမျိုးနီးပြားပတ်မှသာမမမမရက်တီခဲ့ပါတယ် General Anasa အသင်းစီပြောင်းရွှေ့သွားခဲ့တာကြောင့် Villa ဘက်မှာကျွန်တော်မကိုချာစီကိုဝစ်ဆင်နေတဲ့ရက်ဖို့ဟာ Oliver Kane ရှိနေတာတော့ United Emery ရဲ့အသင်းအတွက်နံပါတ်1ဦးစားပေးတိုက်စစ်မှုဖြစ်နေပါပြီအခုလော Villa ဘက်ကခြေစွမ်းနေကြောင်းတော်မတူချင်ဟာရက်ဖို့ကိုအင်္ဂလန်အသင်းမှာပြန်လည်ရွေးချယ်ခဲ့တယ်လို့ရက်ဖို့အနေနဲ့လည်းထိတ်တန့်အသင်းကြီးတစ်သင်းမှာအသာလေးကစားနိုင်စွမ်းရှိပါသေးတယ် တူအား Ultra Phone နဲ့2028ခုနှစ်တိဇာတ်ရုပ်တန်တန်ကျန်ရှိနေသေးတာကြောင့် United ကစားမအဖြစ်ရှိနေပါသေးတယ်။ဖီလာသင်းကတော့လာမယ့်နေရာစီမှာ United တိုက်စစ်မှုကိုပေါင်တန်းလေးဆယ်နဲ့ပြည်သက်ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ Then Independent သတင်းစာရဲ့နာမည်ကျော်သတင်းတော်ဖြစ်တဲ့ Miguel Dylan နေ့က Rafael လာမယ့်နေရာစီမှာသူပြောင်းရွှေ့မှာမဟုတ်ပဲအသင်းတောင်းသင်းကိုရွေးချယ်ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဒေါက်တာလေးအနေနဲ့အစောအသင်းသုံးသိန်းကိုမပြောင်းဘူးဆိုပေမဲ့အနာဂတ်အတွက်တိကျတည်ကြတဲ့ဆုံးဖြတ်ချက်မျိုးကိုတော့မချမှတ်ရသေးဘူးလေဖြစ်ပါရင် ဒါကြောင့်လည်း Redford ကဆင်းရဲသားဈေးသွားသလိုအနာဂတ်ပြောင်းနေသေးပြီးတော့ Old Trafford ကိုပြန်လာမလာကလည်းမတိကျသေးဘူးလို့သိရပါတယ်။ Redford အနေနဲ့လန်ဒန်မြို့ကိုတော့ပြောင်းရှင်းကစားမှာမဟုတ်ဘူးလို့ဒီလန်နေကပြောပါတယ်။ ဒါကြောင့်တင်းနေတဲ့ခါတိပြိုင်မဲ့တွေဖြစ်တဲ့အာဆင်နယ်ချဲစီစပါတင်းနေစီကိုသူ့အနေနဲ့ပြောင်းရွှေ့ကစားမှာမဟုတ်ပါဘူး။အတန်းဆန်ခွန်နေတဲ့သားဟာဗီလာကစားသမားတွေနဲ့ဆက်ဆံရေးကောင်းတွေကိုတည်ဆောက်ထားသလိုဗီလာနီးပြားနဲ့လည်းအဆင်ပြေနေပါတယ်။ဒါပေမဲ့ Amorin ရှိနေခြင်းကြောင့် United အသင်းကတော့ Redford ပြန်လာနိုင်ခြင်းမရှိပါဘူး။ Sky Sports သတင်းဌာနကတော့ Redford ဟာ Old Trafford ကိုပြန်လာမှာမဟုတ်ဘူးလို့ဖော်ပြထားပါတယ်။ဒါပေမဲ့ United နဲ့တွေ့ရအသင်းကြီးဒါမဆိုင်တင်းနေဖြစ်တဲ့အာဆင်နယ်ချဲစီစပါတင်းနေကိုတော့ဒေါက်တာလေးကပြောင်းရွှေ့မှာမဟုတ်ပါဘူး။ United ပရိသတ်တွေကတော့ Academy ထွက်လေးမှု Redford ပေါ်ချစ်ပုံနေကြပါတယ်။ဒါကြောင့်လည်း United တို့အနေနဲ့ငားမရရင်ရေချိုးပြန်ဆိုလို့ Redford ကိုပြန်မခေါ် ရင်တော့ဗီလာအသင်းကဝယ်ကင်းတဲ့ရက်ဖို့တို့ကိုကစားမချင်းတိုင်းရိုက်လဲလဲတင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီလီကတော့ပါပဲ။နောက်နေ့မှလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ။